ပါတယ်လို့တိုင်းမာနေဇက်ကဘလဲဒူစကန်းကိုကင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တွေတိမ့်ယူသွားနိုင်တယ်လို့ကြိုတင်ထုတ်ပြန်ခဲ့တာကတော့နေဇက်ကထိုင်းစစ်တပ်ဖြစ်ပါတယ်။ KNL တပ်မ6နေမီထဲမှာရှိတဲ့ဘလဲဒူစကန်းကိုတော်လန်အေးပူးပေါင်းတပ်တွေကမေလ22ရက်နေ့ညမှာ drone sniper ဆက်လက်နက်အပါအဝင်လက်နက်ငယ်နဲ့တညာလုံးတိုက်ခိုက်နေတာကို တောင်ရင်မြစ်တစ်ဖက်ကမ်းမှာရှိနေတဲ့ထိုင်းစစ်တပ်ကမြဝါထင်ထင်မြင်တွေ့နေကြရတာဖြစ်ပါတယ်။ဘလဲဒိုစကန်ကိုတော်လန်ဤတပ်တွေတင်းသွားနိုင်တယ်လို့ထိုင်းစစ်တပ်ကရေးသားထုတ်ပြန်ချိန်ဟာစခန်းမကြရေးအတွက်စစ်ကောင်စီတပ်ကလေကြောင်းအင်အားသုံးခုခံနေခြင်းဖြစ်ပါတယ်။နောက်ဆုံးမှာတော့ထိုင်းစစ်တပ်ခန့်မှန်းထားတဲ့အတိုင်းဘလဲဒိုစကန်ကျသွားပြီးစစ်ကောင်စီတပ်တွေလည်းထိုင်းဘက်ထွက်ပြေးခဲ့ရပါတယ်။ဒါထိုင်းစစ်သားတွေရှိမှဒီရဲ့သူတို့ရဲ့အဲဘယ်လိုပြောမလဲအဆက်ပေါ်လေ ဖုံးဖိလို့မရအောင်လောက်ထိကိုအဲသူတို့ဖြစ်သွားတယ်အဲတခါလာလေအဲဒီစစ်သားတွေပြေးရပြီတခါလာပြေးရပြီဟိုဘက်ကလောင်မှာပေါ့ရီမှာပေါ့အဲဘယ်လိုလဲဒီဘက်ကသူတို့တွေစကားဆရဲ့အဲစေးဆွင့်ရအဲတကယ်ကိုပဲအဲဒီလောက်ဖြစ်နေလားဆိုတာသူသိသွားပြီပေါ့တခါလာလေဒီခွဲပြေးရပြန်ပြီခိတ်ပေါကောင်းခွဲနေဒီလိုပဲကဲထုတ်နေရတဲ့ခွဲပြေးနေအောင်နေရာသာပြောင်းနေဒီခွဲပဲဟုတ်လက်ရှိ2025ခုနှစ် Mat April May ၃လအတွင်းမှာပဲတက်မဟာ9နယ်မြေတွေကတက်စကန်၈ခုအပါအဝင်တက်မဟာ6နဲ့တက်မဟာ၄တို့ကစကန်တွေကိုတော်လိုင်းတက်တွေဘက်ကတိုက်သိမ်းနေတဲ့မြင်ကွင်းတွေကိုတောင်ရင်မြစ်တစ်ဖက်ခန်းမှာရှိနေတဲ့ထိုင်းစစ်တပ်ကနေ့စဉ်လိုလိုမြင်တွေ့နေကြရတာဖြစ်ပါတယ်။နိုင်ငံတကာစစ်တပ်တွေကိုစောင့်ကြည့်နေတဲ့ Global Firepower ရဲ့2025ခုနှစ်အတွက်အဆင့်သတ်မှတ်ချက်အရဆိုရင်ထိုင်းစစ်တပ်ကအဆင့်25မှာရှိပြီးမြန်မာစစ်ကောင်စီတပ်ကတော့39မှာရှိနေလို့ နှစ်ဖက်စင်ရအစင်တန်းကအစစ်9စင်ကွာဟပါတယ်ဝိုင်းစင်လေးလာသုံးသက်သူတွေနဲ့မြေပြင်မှာကိုတိုင်ပါဝင်တိုက်ခိုက်နေတဲ့တော်လိုင်းရဲဘော်တွေရဲ့ပြောပြချက်တွေအရစစ်ကောင်စီတပ်ရဲ့လက်ရှိစခန်းတွေမှာဝိုင်းစစ်သားတွေနေလာပြီးစစ်မှုထမ်းတွေအုံပြူတာနဲ့စိတ်ကပြပြားနေတာကြောင့်ရှုံးခွဲဆက်နေတာလို့သုံးသက်ပြောဆိုကြပါတယ်ကျွန်တော်တို့ဒီကြုံတွေ့ရတဲ့ဒီနယူတော်လိုင်းရဲ့ဒီဒီအခုခုနှစ်တွေမှာဆိုပို့ပြီးတော့ဒီကောင်တွေရဲ့စိတ်သက်အရာကြဆုံးတာတွေ့ရတာပေါ့နော်စိတ်သက် ဘာလို့ကြာတော့တွေ့ရလဲဆိုတော့ကျွန်တော်တို့ခုဘလက်ဒိုစကန်တိန်းတာဆိုတာမနေ့ကတိန်းနေပေါ့အဲ့တော့အဲ့မှာသူတို့ရဲ့ဒီလက်နက်တွေလည်းဒီကျွန်တော်တို့ဟိုစစ်ကြောင်း page ကနေဒီဒီနေ့နဲ့မှတရင်ထုတ်ပြန်တာတွေတွေ့မှာပါအဲ့တော့အဲ့မှာကဒါပြန်သူအင်အားအရလက်နက်ကောခရံရောရှိတယ်အဲနေရာထိုင်ဝင်ထိုင်ရင်းနေရာလည်းကျွန်တော်တို့ထက်အများကြီးဒီတာစီရတာပေါ့ဒါပေမဲ့သူတို့အနေနဲ့ကစိတ်သက်အနေနဲ့ကလုံးဝကြဆုံးပြီးတော့ ဟိုယုံကြည်မှုပျောက်ဆုံးပြီးတော့ဗောနော်တို့တိတ်ပဲမဲ့နေလေတို့ဘာအတွက်စိတ်တိုင်းနေရမှာတော့တို့သိမှာမဟုတ်ဘူးဟုတ်ကဲ့နည်းနည်းချချားလို့မချခုမှလို့နည်းနည်းချဝေးကဘာစင်38ရှိနေတဲ့စစ်ကောင်စီတက်ဟာသူတို့အထိုင်တက်တွေကိုတော်လိုင်းတက်ပွဲတွေတိမ့်ပိုက်ဖို့ကြိုးစားတဲ့အခါမှာတော့ရှိသမျှအကြီးရေလေးအင်အားအကုန်သုံးပြီးခုခံပေမဲ့တော်လိုင်းတက်ပွဲတွေရဲ့စခန်းသိမ်းတိုက်ပွဲတွေကိုတားဆီးနိုင်စွမ်းမရှိပါဘူးဆရာနာသိမှုလင်းနေတွင်တစ်တုံညာနှစ်ခုစစ်စင်ရေးအပါဝင် ော်လိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီရဲ့တိုင်းစစ်ဌာနချုပ်နှစ်ခုကြာရှုံးခဲ့ပြီးမြို့ပေါင်း90ကျော်ကအထိုင်စခန်းတွေအပြင်နေဆက်ဒေသကအထိုင်စခန်းတွေတဖြည်းဖြည်းလက်လွတ်ဆုံးရှုံးနေရတာဖြစ်ပါတယ်။လက်တလုံးမှာတော့ထိုင်းမြန်မာနယ်စပ်တိုက်ပွဲတွေကြောင့်ဒေါနာအရှိချမ်းမှာနှစ်ပေါင်းများစွာတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့စခန်းကုန်းတွေလက်လွတ်ဆုံးရှုံးနေရပြီးစစ်ကောင်စီတပ်သားတွေလည်းထိုင်းနိုင်ငံနဲ့ပြေးဝင်မှုတွေရှိနေလို့ထိုင်းစစ်တပ်ကကူညီကယ်ဆယ်ထားရတဲ့အနေအထားဖြစ်ပါတယ်။ လုံးဝကိုစိတ်တက်မရှိတော့တဲ့စိတ်တက်တက်ဖြစ်သွားပြီလို့တော့သူတို့မြင်မြင်လာတော့ဗောနော်အဲ့လိုပါပဲသူရဲ့ promise ရှိလို့သာသူတို့ဟိုသက်သူတို့စီထွက်ပြေးသွားတာသူတို့ပြန်ကူညီပေးရတဲ့အနေထားဖြစ်တယ်ဗောနော်တကယ်တကယ်ကတော့သူတို့သိနေပါတယ်ဒီဒီစစ်ကောင်စီဘက်ကတပ်သားတွေရဲ့အခြေအနေရောအာဒီမြန်မာပြည်တွင်းနိုင်ငံရေးအခြေအနေလည်းသူတို့ထည့်သွင်းစဉ်းစားနိုင်တယ်လို့ထိုင်းထိုင်းစစ်တပ်ကဗောနော်ထည့်သွင်းစဉ်းစားနိုင်တယ်လို့ကျွန်တော်တို့လည်း အဲ့လိုနားလည်သဘောပေါက်သွားပါခင်ဗျာဒုတမတော်ဟာပြည်သူနဲ့အတူလက်တွဲပြီးနိုင်ငံကိုလွတ်လပ်ရရှိအောင်ဆောင်ရွက်ပေးခဲ့သလိုလွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာပြန်လည်မဆုံးရှုံးစေဖို့အတွက်ပြည်သူရှေ့ကမမမမယက်တီကာကွယ်ပေးခဲ့တယ်ဒုတာဝင်ရေသုံးမောက်ကိုဥထိတ်ထားတယ်လို့စစ်ကောင်းဆောင်တွေကြွေးကြော်ဝါဒဖြန့်လို့ရှိပေမဲ့အာနာသိမ့်မီ၄နှစ်ကျော်အကြာမှာလက်သေးရှိနေတဲ့တက်စကန်တွေထပ်ပြီးမကြဖို့အတွက်စူးစမ်းဆောင်ရွက်နေရပြီးတက်ထောက်ခံသူတွေကတော့ဝေဖန်ကြတဲ့အထိ ရှုံးဝဲတွေဇက်တိုက်ဖြစ်လာနေတာကိုတွေ့မြင်နေကြရတာလည်းဖြစ်ပါတယ်။ထမ်းမြန်မာနယ်စပ်အနီးမှာရှိတဲ့ကော့ကရိတ်မြို့နယ် KNL တပ်မ6ဒေသကစစ်ကောင်စီရဲ့ Bledos ခန်းကိုမင်းဆက်3ညနေ9နာရီမှာသိမ်းပိုက်လိုက်ပြီလို့ KNU ကရင်မျိုးသားစီယုံဘ ਹੁ ကသတင်းထုတ်ပြန်ပါတယ်။လက်နဲ့များစွာသိမ်းပြီးတဲ့တပ်ပုံကိုလည်းဖော်ပြထားပါတယ်။ဒီစစ်စင်ရေးကို KNL ကရင်မျိုးသားလူမျိုးရေးတပ်မတော်တပ်မ6ကဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြပါတယ်။တောင်ရင်မြေအောက်ပိုင်းမှာရှိတဲ့တပ်မခွန်ဒေသကစစ်ကောင်စီစခန်း၈ခုကိုပြီးခဲ့တဲ့ရက်ပိုင်းတွင်ဇက်တိုက်သိမ်းပိုက်ပြီးနောက်အခုတောင်ရင်မြေအထက်ပိုင်းမှာရှိတဲ့တပ်မ6ဒေသကစခန်းတွေကိုဇက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်လာတာဖြစ်ပါတယ်။တပ်မ6ဒေသတွေမှာဝေါ်လီဘီဟာကုန်းသေဘောဘူး ထိကပလေဥက္ကဋ္ဌကနေလေးနဲ့မော်ခီပါဝင်စခန်းအနှဲငယ်သိမ်းဖို့ကြံနေသေးတယ်လို့ဒေတာရင်းမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။အယာဝတီတိုင်းသာပေါင်းမျိုးနဲ့အနီးအထိအရက်ခတ်တက်တော် AA နဲ့ပူပေါင်းတက်တွေနီးကပ်လာတဲ့အတွက်စစ်ကောင်စီဘက်ကကာကင်းစခန်းတွေတိုးချဲ့ပြင်ဆင်နေတယ်လို့အယာဝတီတိုင်းကဖော်ပြပါတယ်။မေ၁၉မှာ တာပေါင်းချီဆိုင်အမှတ်308ချင်းမြန်တည်ရင်အနီးကာကင်းစခန်းတစ်ခုထပ်ဆောက်ထားတာတွေ့ရတယ်။တခြားပြင်ဆင်မှုတွေလည်းရှိတယ်လောလောဆယ်မှာတိုက်ပွဲကတဲပြူရွာဘက်မှာဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။မြောင်းမြအခြေဆိုင်အမှတ်93ချင်းလင်းတရင်ကအင်အားတချို့နဲ့ရန်ကုန်တိုင်းကစစ်မှုထမ်းဥပဒေအရသင်တန်းဆင်းလာတဲ့စစ်သားတွေကိုယာနဲ့ချီပြီးတာပေါင်းမှရှိတဲ့ အမှတ်308ချင်းမြန်တရင်ကိုစစ်ကူပို့နေတယ်လို့လည်းဖော်ပြထားပါတယ်အပြေးခတ်ရဆဲထားစဉ်ကာလမှာစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေအစိမ့်ွေဘုံတွေနဲ့တိုက်ခိုက်ပြီးစစ်ကြောင်းထိုးလာတဲ့အတွက်နောင်ချိုမြို့နယ်တွေကတရက်ချိုစည်းဒီဂုံးကိုတရင်နယ်လီတန်းမျိုးသားလူမျိုးတွေတက်မတော်ဘက်ကယာယီနောက်ဆုတ်ပေးလိုက်ရတယ်လို့ရွှေဖီမြေကဖော်ပြပါတယ် မေ20မှာစစ်ကောင်စီတပ်တွေကတရက်ချူဇေဒီကုန်းကိုသိမ်းပိုက်လိုက်တာဖြစ်ပြီးအခုမေ23မှာတော့ဇေဒီကုန်းကိုပြန်ရဖို့အတွက် DNL ကထိုးစစ်ပြင်ဆင်နေလို့တိုက်ပွဲပြင်းထန်နေကြောင်းသိရပါတယ်။တရက်ချူကြီးပါဟာအမြောက်တပ်တွေတီရှိရာတောင်ခမ်းကျေးရွာနဲ့နောင်ချူမြို့ရဲ့ကြားမှာတီရှိတာဖြစ်တဲ့အတွက်ဘျူဟာအရရေးပါတဲ့နေရာတစ်ခုဖြစ်တယ်လို့ဖော်ပြထားပါတယ်။ စကိုင်းတိုင်းကလေးမျိုးကနေချင်းပြည်နယ်ပဲစစ်ကြောင်းထိုးလာတဲ့အင်အား200ကျော်ပါတဲ့စစ်ကောင်စီတပ်နဲ့ချင်းကာကွယ်ရေးတပ်တွေမေ21ကနေ23ညနေအထိတိုက်ပွဲဇက်တိုက်ဖြစ်နေတယ်လို့ CDF CDMC ရင်းကသတင်းထုတ်ပြန်ပါတယ် CDF CDMC ရင်းနဲ့အတူ PDF ဇိုလန်းနဲ့ CDF KKG ကလေးကဘော်ကန်ကောပူးပေါင်းပါဝင်တိုက်ခိုက်နေတာဖြစ်ပြီး ဒေသခံပြည်သူတထောင်ကျော်စစ်ဘေးရှောင်နေရလို့ဒေသခံတွေကိုကူညီပေးကြဖို့နှိုးဆော်ထားပါတယ်။တိုက်ပွဲမှာစစ်ကောင်စီဘက်က ထိခိုက်သေးဆုံးမှုများပြီး၅ဦးကိုလက်ရဖမ်းမိထားတယ်လို့ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ဖမ်းမိသူတွေရဲ့ပြောကြားချက်အရစစ်ကောင်စီတပ်အင်အားဟာ၂၀၀မကပဲ၈၀၀ခန့်အထိရှိနိုင်တယ်လို့လည်းသိရပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌရဲ့လူယုံတူဖြစ်သူနိုင်ငံတော်ကာကွယ်တပ်ကသူကအငြင်းစားဗိုလ်မှူးချုပ်ချွတ်ထွန်းအောင်ကွယ်လွန်တဲ့သတင်းမေ23စစ်ကောင်စီသတင်းစာတွေမှာဖော်ပြပါတယ်မေ22ကြာသပတေးမနေ့10နိုင်5မိနစ်မှာရုတ်တရက်ကွယ်လွန်သွားတာဖြစ်ပြီးမေ24မှာမင်္ဂလာတုံစစ်ဆေးရုံကငိမ့်အေးဇယက်စီကို ပို့ဆောင်မယ်လို့ဖော်ပြထားပါတယ်စစ်ကောင်စီဝါဒဖြန့်မီဒီယာတို့ကမှတော့ ဗိုလ်မှူးချုပ်ဟောင်းကိုတနက်နဲ့လာပြည့်တဲ့လူငယ်တဦးဟာဆက်ဘိန်းတစည်းကိုနှစ်ယောက်စီးလာပြီးအိမ်ရှိမှာတင်ပြစ်တတ်သွားတာလို့ဆိုပါတယ်ဆိုရှယ်မီဒီယာမှာပြန့်နေတဲ့သတင်းတွေအရစစ်ထောက်လန်းရေးတွေဟာဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ရဲ့နေအိမ်ရှိရာမရန်ကုန်မြို့နယ် A1 လမ်းတစ်လျှောက်က CCTV မှတ်တမ်းတွေကိုသိမ်းယူပြီးပြစ်ခတ်သွားသူတွေကိုရှာဖွေဖို့ကြိုးစားနေတယ်လို့ ုံပြထားပါလေ။ဒဝေအခြေစိုက်အမတ်၄၁ချင်းမြန်တရင်ကတပ်သားတဦးဟာတနက်တလင်းနဲ့အတူမေ၁၁မှာတော်လိုင်းတက်တွေတန်ခိုးလုံလာလေလို့လောင်းလုံးမြို့နယ်ပကဖကသတင်းထုတ်ပြန်ပါလေ။ဒီစစ်သားကိုတာဝန်ရှိသူတွေကကြိုဆိုပြီးစုငွေ၁၃၀ချင်းမြန်လိုက်တယ်လို့ပေါ်ပြပါလေ။အလားတူ ပဲဂိုးတိုင်းနှစ်တလင်းမြို့နယ်ကစစ်သားတဲ့2ဦးဟာ MA1 တနက်နှစ်လက်နဲ့အတူ မေ19မှာတော်လိုင်းတပ်တွေထံခိုးလုံလာတယ်လို့တာယာဝတီခရိုင်တရင်တိတ်ကသတင်းထုတ်ပြန်ပါတယ်။အီယာဝတီတိုင်းရေကြီးမြို့နယ်မှာပေါ်တာဆွဲခံရလို့တက်ထဲရောက်သွားတဲ့ဒီစစ်သား2ဦးဟာတော်လိုင်းတပ်တွေနဲ့ပူးပေါင်းပြီးစစ်ကောင်စီကိုပြန်တိုက်မယ်လို့ပြောကြောင်း ဖော်ပြထားပါတယ်ခင်ဗျာ။ ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့ကော့ကရိတ်မြို့နယ်ဘလေဒိုစကန်သိန်းတိုက်ပွဲကနေလက်နက်ကြီးငယ်ရာချီသိမ်းပြီးတဲ့ပုံတွေကိုတော်လန်ရေးအဖွဲ့တွေကထုတ်ပြန်ပါတယ်60မီလီမီတာမော်တာတွေ RPG လောင်ချာတွေဆက်လက်တွေအပါအဝင်လက်နက်မျိုးစုံကို KNL ကရင်မျိုးသားလူမျိုးရေးတပ်မတော်တပ်မဟာ6စစ်စင်ရေးမှဘုံမူတာဘောစစ်ဆေးကြည့်ရှုနေတဲ့ပုံတွေကိုတွေ့ရပါတယ်မေ23ရက်နေ့မှာ တော်လိုင်းတပ်ပေါင်းစုကသိမ်းပိုက်လိုက်တဲ့ဘလဲဒူစခန်းမှာစစ်သားတရာခံရှိတဲ့အထက90ခန့်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးပြီးတချို့ကသေဆုံးတချို့ကလက်နက်ချတယ်လို့သတင်းတွေထွက်နေပေမဲ့ KNU ကရင်မျိုးသားစီယုံကအသေးစိတ်သတင်းမထုတ်ပြန်သေးပါဘူးဒီစစ်စင်ရေးကို KNL KNDO နဲ့ PDF တပ်တွေပူးပေါင်းဆောင်ရွက်သွားတာပါတမဟာ6ဒေသမှာကျန်နေသေးတဲ့စခန်းတွေဖြစ်တဲ့ သေဘောဘဥက္ကဋ္ဌဝေါ်လီဘျူဟာကနဲလေးနဲ့မော့ခီကိုတော်လိုင်းတပေါင်းစုကဆက်လက်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်ပဲခူးတိုင်းမင်းလာမြို့နယ်ပဲခူးယူမာတဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်တယ်လို့သာယာဝတီခရိုင်တပ်ရင်း383နှစ်ကသတင်းထုတ်ပြန်ပါတယ်မေ20ရက်ည7:00နာရီခွဲကမှာ အင်အားတရားခန့်ပါတဲ့အဒီစစ်ကြောင်းစိန်ကလန်မြို့ကြောင်းယိုးမဖြတ်ကျော်လမ်းအတိုင်းဝင်လာစဉ်မှာတရုတ်ပေါက်ကြောက်ကုန်ဦးနီးညာဘက်အရောက်မှာတိုက်ခိုက်တာလို့ဆိုပါတယ်တနင်္ဂနွေကတိုက်ခိုက်ပြီးနောက်စစ်ကောင်စီဘက်က10ဦးသေဆုံး4ဦးရဲ့အလောင်းကိုခြံထားပြီးကျန်တဲ့စစ်သားတွေကဗန်ဘွေးကုန်းရွာဘက်ကိုထွက်ပြေးသွားတယ်လို့ဖော်ပြထားပါတယ် မန္တလေးတိုင်းမြင်းကြံခရိုင်မှာရှိတဲ့မြင်းကြံနှထိုးကြီးတောင်တာနဲ့ငစွန်လေးမြို့နယ်ကစစ်ကောင်စီစခန်း၁၂ခုကိုတော်လိုင်းတပ်တွေကပြိုင်တဲ့ဝင်ရောက်တိုက်ခတ်ရာမှာစစ်သား90ကျော်သေဆုံးလက်နက်28လက်ရရှိတယ်လို့အညာမီ operation အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။မေ25မှာစတင်ထိုးစစ်ဆင်တိုက်ခတ်ရာမှာမြင်းကြံမြို့နယ်ဆမီးကုံရဲစခန်းအပါအဝင် ရဲစခန်း၄ခုနထိုးကြီးမြို့နယ်ဓာတ်ငွေပိုက်လိုင်းလုံခြုံရေးစခန်းအပါဝင်စခန်း၃ခုတောင်သာမြို့နယ်ကဓာတ်ငွေပိုက်လိုင်းလုံခြုံရေးအပါဝင်စခန်း၃ခုငဇုံမြို့နယ်ကစခန်း၂ခုစတဲ့စခန်း၁၂ခုကိုတင်ပိုက်တာဖြစ်ပါလေ။တင်းစီရမိတဲ့လက်နက်28လက်ထဲမှာ MACD တွေ G3 နဲ့ကာဘိုင်တွေခဲယမ်းတွေကိုတွေ့ရပါလေ။ဒီစစ်ဆေးရေးကိုမြင်းကြံခရိုင်စစ်ဌာနက ခရိုင်ကုတ်ကေးရဲမှုကဥဆောင်ပြီးမြင်းကြံနှထိုးကြီးတောင်သာငစွန်ကြောက်ဆဲမိထီလာနေပြည်တော်နဲ့တတူးကတော်လိုင်းတက်တွေပူးပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ်ကချင်ပြည်နယ်ဗမော်မြို့မှာတိုက်ပွဲပြင်းထန်နေစဉ်စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေပူးပေါင်းပြီး KIA ထိန်းချုပ်ဒေသစတုံးကံပိုက်ဒီဘက်ကိုစစ်ကြောင်းထိုးလာတဲ့အတွက် KIA ကချင်လူလိုက်တပ်မတော်နဲ့တိုက်ပွဲဖြစ်ပြီး ည်သူ70ဦးကတေဆုံးတယ်လို့ KNG ကချင် news group ကဖော်ပြပါတယ်။မေ23မှာစစ်ကောင်စီရဲ့အမှတ်58ခြေလင်းတပ်ရင်းနဲ့ဝူယန်ပြည်သူ့စစ်တပ်ဖွဲ့ကအင်အားတရာခက်ဟာဝိုင်းမော်မြို့နယ်လမြန်ကြီးရွာကနေစတုံးကံပိုက်ဒီဘက်ကိုထိုးစစ်ဝင်လာစဉ် KIA ကကြားပြတ်တိုက်ခိုက်တာလို့ဆိုပါတယ်။မေ24မှာလေတိုက်ပွဲဆက်ဖြစ်နေတယ်လို့ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်မှာအာရကတက်တော် AA သိမ့်ပိတ်ထားတဲ့စခန်းတွေဘက်ကိုစစ်ကောင်စီကစစ်ကြောင်းထိုးလာတဲ့အတွက်ရခိုင်မကွေးဆက်ဆက်ဒေသနဲ့ကြောက်ဖြူမြို့မှာ တိုက်ပွဲပြင်းထန်နေတယ်လို့နေရင်းစရာကဖော်ပြပါတယ်။အမ်းမြို့နယ်ထဲမှာရှိတဲ့ AA သိမ့်ပိတ်ထားတဲ့ဂုတ်စီးတာဝါနဲ့စခန်းဘက်ကိုနိုင်ရီကန်တောင်ထိပ်ဗျူဟာစခန်းဘက်ကနေမေ24မိနစ်ပိုင်းမှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်တယ်လို့ဆိုပါတယ်။ ကြောက်ဖြူမြို့မှာလည်းအေအေကသိမ့်ပိတ်ထားတဲ့ဆက်မှုလက်မှုတင်တန်းချောင်းကိုမေ23မှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာပြီးအေအေကပြန်လည်တိုက်ခိုက်ချိန်မှာတိုက်ပွဲပြင်းထန်ပြီးစစ်ကောင်စီတပ်ကထိခိုက်ဒေဆုံးမှုရှိနိုင်တဲ့စစ်သားတချို့ကိုလက်ရဖမ်းမိပြီးလက်နက်တချို့ကိုသိမ်းမိထားတယ်လို့နေရင်းစတာကဖော်ပြပါတယ် ဆီယာနာရှင်တိုက်ဖြည့်ရေးဒန်းတူရေးနဲ့ကိုပိုင် ပြတ်ထန်းခွင့်အပြေးဝရှိတဲ့မွန်ပြည်ပေါ်ထွန်းရေးဆောင်ရွက်နိုင်ဖို့အတွက်မွန်ပြည်သစ်ပါတီဆီယာနာရှင်တိုက်ဖြည့်ရေး NMSPAD နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မေ24မှာပေါင်းစည်းပြီးဓမ္မန်ရာမညရာမညမွန်တပ်တော်ရာမညမွန်အာမီ RMA ကိုဖွဲ့စည်းလိုက်တယ်လို့ကြေညာချက်ထုတ်ပြန်ပါတယ်ဒီအဖွဲ့ကို နိုင်ငံရေးစီရေးဥဆောင်ကော်မတီကကြီးကြပ်သွားမှာဖြစ်ပြီးဥက္ကဋ္ဌနိုင်စေရစီဦးစီးချုပ်ဘုံမူးချုပ်ဆလွန်ထောတာဝန်ယူဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ